သာဝတိပြည်ကရွှေပရိသေရဲ့သားလူငယ်လေးတယောက်အသက်ကလည်းငယ်တဲ့ရုပ်ရည်ကလည်းချွန်ပေါ်လှပတဲ့လူငယ်အဲ့ဒီလူငယ်လေးကရှင်သာရိပုတ္တရာထံမှာချဉ်းကပ်ပြီးတော့သင်္ကန်းဝတ်တယ် သင်္ကန်းဝင်ပြီးတော့ရှင်သာရိပုတ္တရာကိုလည်းလျှောက်တယ်ရှင်ဖုရားတပည့်တော်နဲ့သင်လျော်လျှောက်ပါကောင်းမြတ်မဲ့ကမ္မထံတရားချီးမြှင့်ပါဗျာတပည့်တော်သင်လျော်လျှောက်ပါကောင်းမြတ်တဲ့နေရာမှာသွားပြီးတရားအထုတ်ခြင်းလို့ပါဗျာဒီလိုပြောဒီလိုလျှောက်တယ်လျှောက်တော့ရှင်သာရိပုတ္တရာကြီးကဒီကလေးလေးကလူငယ်ဆိုတော့ ဒါရုဏနာရာကိုဥဒ္ဒန္နောဟောတိထေရမထေတိထေရအရှင်သာရိပုတ္တရာမထေသူမြတ်ကအရှင်သာရိပုတ္တရာကြီးကတွေးတာပေါ့ဒါရုဏနာနုပြောသော လူငယ်တို့အားတဲ့ဒါရုဏနာ နုပြောသော လူငယ်တို့မှငယ်ရွယ်သော လူငယ်တို့မှရာဂောရာဂသည်အုတ်တန်တော်ပြန်ပြောသည်ဟောတိဖြစ်၏လူငယ်တွေမှရာဂဟာပြန်ပြောတဲ့သဘောရှိတယ်အဲကြောင့်ရာဂပြန်ပြောတဲ့ပုဂ္ဂိုလ်အတွေ့ဘာတရားကောင်းမလဲလို့စဉ်းစားသုံးသပ်တော့တသဒေါရာဂကို တတထိုလ်လူငယ်လေးအရာကပဋိဃာတာယာယာကငြိမ့်ချင်းအယိုးငါအတုဘကမ္မဌာနံအတုဘကမ္မဌာကိုအဓာတိပေးတယ်လူငယ်လေးတွေပေးတဲ့ကမ္မဌာကအတုဘကမ္မဌာအတုဘကာယကတာတိသင်္ခါတာကောဋ္ဌာတာဘဝနာစရာဂစရိတတသဗ္ဗယ ရာဂစရိုက်အာကြည့်တဲ့ပုံကိုယ်တွေမှာအတုပကမ္မထံကသင်လျော်လျော့ပါကောင်းမြတ်တယ်ဒါမှတ်နေပေါ့ဒါပေမဲ့ဒီလူငယ်လေးကိုသူကငယ်ရွယ်တာကိုကြည့်ပြီးရာဂများမယ်ပြန်ပြောမယ်ဆိုတော့အတွေးနဲ့အတုပကမ္မထံပေးလိုက်တာလူငယ်လေးကလည်းဝါရွင်း၃လပြအဲ့ဒါတော်တဲ့သွားပြီးတရားကျင့် စိတ်တည်ငြိမ်ခြင်းလေးတောင်ပဲသူ့မှာမရရှာဘူးတဲ့ဒီလိုဖြစ်တယ်အဲ့နဲ့ဝါကျွတ်တော့ပြန်လာပြီးရှင်သာရိပုတ္တရာထပ်ပြီးတော့ကမ္မထမ်းတောင်းတယ်အရှင်သာရိပုတ္တရာကဒီကမ္မထမ်းပဲထပ်ပြီးဟိုကလေးကအဲ့ဒါတရားကမတက်ဘူးတရားမတက်တော့နောက်တစ်ချိန်ပြန်ပြီးတော့တောင်းတဲ့အခါရှင်သာရိပုတ္တရာကဟာ ဒါဆိုရင်တော့မဖြစ်ဘူးဆိုပြီးတော့အဲ့ဒီကလေးကိုမြတ်စွာဘုရားထံခေါ်သွားတယ်မြတ်စွာဘုရားထံခေါ်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒီကလေးဟာ လူဘဝတုန်းကဘာလုပ်ငန်းလုပ်သလဲကြည်လိုက်တော့ရွှေပရိလုပ်ငန်းလုပ်တယ်ရွှေပရိဆိုတာကသတော်ကောင်းတွေတည်တဲ့အတိုင်းနဂတ်တွေလက်စွပ်တွေဆွဲကြိုးတွေနှထောင်းတွေ အာတကယ်နုညံ့သိမ်မွေ့ပြီးလှပတဲ့အရာလေးတွေကိုပဲကြီးပြီးတော့ဒါလေးတွေကိုပုံဖော်ဒီလှပတဲ့အရာလေးတွေကိုပဲသူစဉ်းစားပြီးတော့တွေးခေါ်နေရတာဒီဘောကတော့ဒီလောက်လောက်တာဟုတ်ပြီရှင်းရှင်းဘောကတွေရောဘာလို့လုတ်ခဲ့သလဲမြတ်စွာဘုရားထက်ကြီးတော့ဘဝ900ကဒီပရိသေလုပ်ငန်းနဲ့ပရိပညာနဲ့ပဲသူကအသက်မွေးလာတာအဲ့ဒီတော့ပရိသေ နုညံနဲ့အရာဝတ္ထုကြီးစုနေရတဲ့ဒီကလေးတွေအတုပဟာကြမ်းထမ်းသလိုဖြစ်တာဒါကြောင့်သူကတရားကမကြိုက်ဘူးပေါ့အာတယာနုတယာညာနန္နာမသဗ္ဗိညုတံပတ္တနာဗုဒ္ဓနာယေဝဝိတယောတဲ့အာတယာနုတယာညာဆိုတာတတ္တဝရရဲ့လိုချင်တဲ့ဆန္ဒလို တတ္တဝါတွေရဲ့ဆန္ဒနဲ့ဓမ္မကိုက်ညီအောင်ပေးတတ်ဖို့ဆိုတာကတပ်ပိညုတဘုရားရှင်တို့ရဲ့အရာပဲတဲ့တာဝကတွေရဲ့အရာမဟုတ်ဘူးပေါ့အဲတော့ဒီကလေးရဲ့လူအင်ဆန္ဒအာတယာနုတယာဘာရှိသလဲကျန်းထက်တဲ့အတုပကမ္မထမ်းနဲ့မကိုက်ဘူးဆိုတာဘုရားကသိတော်မှမနာပမေဝါကမ္မထာနံတဲ့ နုညံသိမ်မွေးတဲ့တနည်းပြောရင်သူပါကမ္မထံပေါ့အတုပါကမ္မထံပုခွင်နဲ့ပြောင်းပြီးတော့ပြေးမယ်ဘုရားကဒီလိုတွေးတယ်အဲ့တော့လူငယ်လေးအတွက်မြတ်စွာဘုရားကဘာလို့တလဲမေးရင်ကြာပန်းလေးတပွင့်ပေးတယ်ချက်သားတဲ့အဲ့ဒီကြာပန်းလေးကိုယူပြီးတော့မင်းကြောင်းရဲ့နှပေးသဲပုံလေးပေါ်မှာအဲ့ဒီကြာပန်းကိုစိုက် တဲဘုံလေးရဲ့ရှေ့ကိုမင်းကထိုင်ထိုင်ပြီးတော့မှအဲ့ဒီကြာပန်းလေးကိုကြည်ပြီးတော့မှလောဟိတကံလောဟိတကံဒီပရိကံမံကရောဒီလောဟိတကံလောဟိတကံဒီပရိကံမံကရောဟိအဲ့ဒီကြာပန်းလေးကိုကြည်ပြီးတော့အဲ့ဒီတိုင်းသာရှုကွာကြာပန်းကိုကြည်ပြီးတော့မြတ်စွာဘုရားကရှုခိုင်းကြဘန်းကိုပဲတခြားစိုက်ကြည့်ပြီးတော့ဘုရားပြောတဲ့အတိုင်းပဲဟောကောင်လေးကရှုတယ် ြည့်ရှုလိုက်တဲ့ကတဖြည်းဖြည်းနဲ့ဘာဖြစ်လာတော့မေးလိုက်တော့နိဝရဏတွေ꽈လာတယ်ကာမေသနာနိဝရဏပြာပါရနိဝရဏဌိနာမိဒနိဝရဏဩဒေဇကုက္ကုသနိဝရဏအဲ့ဒီနိဝရဏတွေ तू 꽈လိုက်တယ်꽈ပြီးတော့ပထမဇန်ဒုတိယဇန်တတိယဇန်နောက်ဆုံးသတုဒ္ဒဇန်ထိ तू ရလာတယ်ဒီသူ့ဘာကမ္မထံကိုကြည့်ပြီးရှုသွားတာเนาะ ဲ့ဒီတော့သရုတ်ထဆန်ရောက်တဲ့အခါမြတ်စွာဘုရားကကြည်နေတာဒီဦးစင်ငယ်လေးသရုတ်ထဆန်ကနေပြီးတော့အရဟတမအရဟတဗုဒ္ဓကူးနိုင်မကူးနိုင်ကြည်တော့ကူးနိုင်စရာအကြောင်းမရှိဘူးအဲ့ဒါကြောင့်ဘာလို့တိုက်လို့မေးလဲတော့တင့်တယ်နေတဲ့အဲ့ဒီကြာပန်းကိုမြတ်စွာဘုရားကတကိုးနဲ့ညှို့အောင်လုပ်လိုက်တာတကိုးနဲ့ညှို့အောင်လုပ်လိုက်တဲ့ခါကျတော့ဟာ ြည်စမ်းငါကြည့်နေတဲ့ဒီကြပါမနဲ့ကလှလှပပအခုနည်းနည်းလေးနေဘူးလားတော့ညှိုးလာပါသလားခြောက်လာပါသလားလက်ကလေးနဲ့ကန်ကြည့်ကြပါလေးတွေကဟာကွာသွားပါလားပျက်စီးတဲ့သဘောမမြဲတဲ့သဘောပြိဿယမြင်လာလား အနိစ္စလက္ခဏာလို့ဒီလိုခေါ်တာပေါ့မမြဲတဲ့သဘောတရားမြင်လာအဲ့ဒီမမြဲတဲ့သဘောတရားကိုဆက်ပြီးတော့ရှုလိုက်ပြီဆိုရင်ပြိသိတ်အနိစ္စလက္ခဏာမမြဲဘူးဆိုတာမြင်ရင်နောက်ကဒုက္ခလက္ခဏာလာတယ်အနတ္တလက္ခဏာလည်းလာတယ်လက္ခဏာကြီး၃ပါးသူထင်းလာလက္ခဏာရေသုံးမှထင်လာတဲ့အချိန်မျိုးမှမှ လူငယ်လေးတွေကမနီမဝေးကရေကန်ထဲမှာကန်ထဲကကြာပန်းတွေဆင့်ခူးပြီးတော့ဆွဲဆွဲနှုတ်ဆွဲဆွဲနှုတ်ပြီးတော့ဘာဖြစ်လို့ကန်းဆက်ကသဲတောင်ပြင်လေးပေါ်မှာအဲ့ဒီကုံလေးပေါ်မှာကြာပန်းတွေပုံကြတယ်အဲ့တော့အဲ့ဒီကလေးလှမ်းကြည့်လိုက်တော့လေရေနဲ့နေရတဲ့ကြာလေးတွေကအပွင့်လေးတွေနဲ့လန်းဆန်းနေတော့လေခူးခံပြီးတော့ ချွေချခံလိုက်ရအခုခံရတဲ့ပန်းလေးတွေကတော့မြေပြင်ပေါ်မှာနေအပူမြေအပူနဲ့ဆိုတော့ညှိုးစားပြုတ်နေတာသူမြင်ရပြန်နေပြောနေတာကအဲ့ဒါကိုကြည့်လိုက်ရတဲ့ကအနိစ္စလက္ခဏာပို့ထင်လာတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကဗာပြစ်တော်မေးလိုက်တော့ခန္ဓာကိုယ်ရည်တွေကနေပြီးတော့မှာ ူရဲ့ရှေ့မောက်ရောက်လာသည်အလားအဲ့ဒီမှာတရားဟောတာသာရရိကံတသောမုံလှမှဖြစ်သောဗဒုမံပရုံမကြာကိုပါဏိနာလက်ဖြင့်စိန်တတိဤဝဖြတ်သက်ခဲ့သောအန္တနောမိမိဤသိနေဟန်ချေချင်းကိုအုတ်စိန်နာဖြတ်တော်ချက်သားဤကလေးလေးရလေးတဲ့ကြာဘန်းကို လက်နဲ့ခူးပြီးတော့ဖြတ်လိုက်ကြသလိုအလက်နဲ့ခူးဆွမိတဲ့ကြာပန်းလေးတွေကအောက်ကိုဖတ်ကလေးတွေကျွေကြသလိုပဲရှင်သားလည်းပဲတိနေဟန်ချက်ချင်းတရားကိုအုတ်စိန်နာဖြတ်လိုက်ပါတော့ကိုကသူများကိုချစ်နေတာရှိရင်အဲ့ဒီချစ်ချင်းတရားကိုဖြတ်သူများကကိုကိုချစ်နေတာရှိရင်အဲ့ဒီချစ်ချင်းတရားကိုဖြတ်ပေါ့ သီနေဟံဥစိဏချက်ချင်းတရားတွေဖြတ်လိုက်ပါတော့တန်တိမေဃမေဝနိဗ္ဗာန်ရောက်ကြောင်းဖြစ်သောမဲ့ကိုသာလျင်ဖြူဟယပွားများပါလောအဲ့ဒီအခြေချင်းတရားကိုဖြတ်ပြီးနိဗ္ဗာန်ရောက်ကြောင်းမဲ့တရားကိုပဲပွားတဲ့မြတ်စွာဘုရားမဲ့ခင်၈ပါးကိုညွှန်နေတာနိဗ္ဗာန်နာနိဗ္ဗာန်ကိုသူကတိနာမြတ်စွာဘုရားသည်တေတိတံဟောကြားတော်မူအပ်၏ မြတ်စွာဘုရားမြဲတမ်းခေါ်တာကနိဗ္ဗာန်ရောက်ကြောင်းတရားပဲချက်သားရဲ့အဲ့ဒါကိုကြောင့်မို့ချက်ချင်းကိုဖြတ်ဖရာခေါ်တဲ့နိဗ္ဗာန်ရောက်ကြောင်းတရားကိုပွားဖရာတို့ပြီးသည့်နိဗ္ဗာန်ရောက်ကြောင်းတရားကိုပဲဟောတယ်လို့ဒီလိုလေးခေါ်လိုက်တဲ့အခါဒေသနာပရိယောတဏိဒေသနာတော်ရဲ့အဆုံးမှာတော့သောဘိကုထောရွှေပရိသေရဲ့သာယဟန်ငယ်ကလေးသည်အရဟတဖေး အရဟတေအရဟတေအရဟတဖို၌ပဋိဌေယိတိရောမူကဲ့လေ၏အဲ့ဒီလူငယ်ယဟန်လေးအဲ့ဒီမှာဘာဖြစ်တော့မေးလေတော့အတော်ကင်းကွာတဲ့ယဟန်နာဖြစ်တယ်